ရှိနေကြတဲ့ပြည်သက်တွေအားလုံးမင်္ဂလာပါအခုတင်ဆက်ပေးမယ့်စီစဉ်ကတော့မြစည်းမရဲ့ weekly sport စီစဉ်ဖြစ်ပါတယ်ဒီစီစဉ်မှာတော့တပတ်အတွင်းအားကစားလောကရဲ့ထူးခြားတဲ့သတင်းကြောင်းရာတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါရှုစားလိုက်အောင်ပါခင်ဗျာစူပါကွန်ပျူတာတစ်လုံးက2025 2026ပရီးမီးယားလီဂ်အတွက်ယာတီကုံ ရက်တီမှုစရာကိုခံမှန်းလိုက်ပါတယ်ဇွန်လ16ရက်နေ့ကပွဲစဉ်တွေအားလုံးထုတ်ပြန်ပြီးနောက်မှာအခုလိုခံမှန်းချက်ထွက်လာတာဖြစ်ပါတယ် ဒါဟာ Manchester United အတွက်အတော်လေးကောင်းတဲ့သတင်းဖြစ်နေပေမဲ့ Arsenal ကတော့မလိုလားအပ်တဲ့ထိတ်တန်း League စံချိန်တစ်ခုကိုချိုးဖျက်သွားလိမ့်မယ်လို့ဆိုရပါမယ်။ Super Computer တလုံးက2025-26 Premier League အတွက်ရာသီကုန်ရပ်တည်မှုဇယားကိုခန့်မှန်းလိုက်ပါတယ်။ဂျွန်လာ16ရက်နေ့ကပွဲစဉ်အလုံးထုတ်ပြန်ပြီးနောက်မှာဖြစ်ပါတယ်။ဒါဟာ Manchester United အတွက်အတော်လေးကောင်းတဲ့သတင်းဖြစ်နေပေမဲ့ အာဆနယ်ကတော့မလိုလားအပ်တဲ့ထိတ်တန့် league ချန်စံချိန်တစ်ခုကိုချိုးဖြတ်သွားလိမ့်မယ်လို့ဆိုရပါမယ်။ရူဘင်အမိုရန်နဲ့မီကယ်အာတီတာရဲ့အသင်းတွေဟာရာသီသစ်အဖွင့်ပွဲစဉ်မှာတည်တဲ့တဲ့ရင်ဆိုင်ရတော့မယ်ဆိုတဲ့အချက်ကြောင့်စိတ်ပြတ်နေခဲ့ပြီးသားပါ။ United ရဲ့ Old Trafford မှာအာဆနယ်နဲ့ထိတ်တိုက်တွေ့မဲ့ပွဲစဉ်ဟာဗုဒ္ဓဟူးနေ့မနက် Premier League ကပွဲစဉ်တွေ ထုတ်ပြန်ခဲ့ချိန်မှာအကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့ပါတယ်။နှစ်သင်းစလုံးဟာသူတို့ရဲ့ယာတိတလျှောက်ခက်ခဲတဲ့အခြေအနေများစွာကိုရင်ဆိုင်ရမှာဖြစ်ပေမဲ့ Ace Odds ကုမ္ပဏီကနေဘက်ဆာလိုခေါ်တဲ့စူပါကွန်ပျူတာကတော့ United နဲ့ Arsenal တို့ဟာဇယားအထက်ချမ်းမှာရပ်တည်နိုင်မယ့်အနေအထားမှာရှိနေတယ်လို့ယူဆပါတယ်။ပြီးခဲ့တဲ့ရာသီကအဆင့်15နဲ့အဆိုးဆုံးရာသီပြီးဆုံးမှုအပြီးမှာတော့တရဲနေတွေဟာအတော်လေးမြင့်မာတဲ့အဆင့်9နေရာကိုတက်လှမ်းနိုင်မယ်လို့မျှော်လင့်ထားပါတယ်။ချန်ပီယံစုအတော့မဟုတ်ပေမဲ့ Bet Side ကတော့ United ဟာဥရောပဖလားဝင်ခွင့်နေရာကနေနှစ်မှတ်နဲ့ကပ်လွဲပြီးရာသီသိမ်းနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ဒါဟာပြီးခဲ့တဲ့ရာသီကအဆင့်9နေရာကနေ23မှတ်အကွာဝေးမှရှိနေခဲ့တာနဲ့နှိုင်းရှင်ရင်သိတာထင်ရှားတဲ့တိုးတက်မှုတစ်ခုဖြစ်ပါတယ်။အာဆင်နယ်အတွက်ကတော့ချန်ပီယံလိဂ်ဝင်ခွင့်ထက်ရောက်ဖို့တည်ချနေပါတယ်။ဒါပေမဲ့အီမရိတ်ကိုချန်ပီယံစုဖလာထက်ရောက်လာမှာမဟုတ်ပဲအာဆင်နယ်ဟာဒုတိယနေရာနဲ့တဖန်ပြန်ပြီးတော့ရာသီသိမ်းလိုက်မယ်လို့စူပါကွန်ပျူတာကယူဆပါတယ်။မီခဲအာတီတာလက်အောက်မှာနောက်ထပ်ငွေတစ်စိတ်တစ်ခုထက်ရောက်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်သမိုင်းမှာ၄ချိန်ဇက်တိုက်ဒုတိယဆုရတဲ့ပထမဆုံးအသင်းဖြစ်လာပြီးမလိုလားအပ်တဲ့စင်ချိန်တစ်ခုကိုဂန်နာရီဖန်တီးမိမှာဖြစ်ပါတယ်။အာဆင်နယ်ဟာ1999ကနေ2000တခုနှစ်အတွင်းသူတို့ကိုယ်တိုင်ရေးထိုးခဲ့တဲ့ဒုတိယ၃ချိန်ဇက်စင်ချိန်မှတ်တမ်းကိုမေလာရုံးကလိုက်မိခဲ့ပြီးဖြစ်ပါတယ်။အတီတာကတော့ချန်ပီယံစုအတွက်သူ့ရဲ့ကြိုးပမ်းမှုမှာအမြဲတမ်းဒုတိယအသင်း Bridesmaid ဆိုတဲ့နာမည်ကိုရှောင်ရှားဖို့မျှော်လင့်နေမှာပါ။ ဇယားရဲ့တခြားနေရာတွေမှာတော့လီဗာပူးဟာသူတို့ရဲ့ပရီးမီယာလိဂ်ဖလားကိုအောင်မြင်စွာကာကွယ်နိုင်လိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ဒါပေမဲ့တမှတ်တဲ့အတာနဲ့ဖြစ်ပါလိမ့်မယ်။တကယ်တော့လီဗာပူးအသင်းပြီးခဲ့တဲ့ရာသီကို84မှတ်နဲ့အဆုံးသတ်ခဲ့တာဟာ2016ကလက်စတာအသင်းရဲ့81မှတ်နောက်ပိုင်းအနိုင်ဆုံးချန်ပီယံရမှတ်ဖြစ်ပါတယ်။အာနီစလော့ရဲ့အသင်းဟာလာမယ့်ရာသီမှာ89မှတ်ဝန်းကျင်ပဲရရှိလိမ့်မယ်လို့မှတ်ယူထားပါတယ်။ ဲ့ဒါကအာဆင်နယ်ကိုနှစ်မှတ်ဖြစ်ကာရပ်တည်စေတာဖြစ်ပြီးမန်စီးတီးကလည်း84မှတ်နဲ့အဆင့်3မှာရှိနေပါတယ်။အဆင့်4မှာချယ်ဆီက69မှတ်နဲ့ရှိနေပြီးအဆင့်5ကနျူကာဆယ်ကို10မှတ်အဆင့်6ကအက်စတန်ဗီလာကို11မှတ်ပြတ်ထားပါတယ်။ဒါကပြီးခဲ့တဲ့ရာသီကထိပ်ဆုံး6နေရာအတွင်းကိုကူးခြားထားသလိုဖြစ်နေပါတယ်။ တော့တင်ဟန်ကတော့အဆင့်16နဲ့ရာသီသိမ်းခဲ့တာကိုပြန်လည်ပြင်ဆင်ရင်းဇယားထိတ်ကို30အဆင့်တက်ကအဆင့်9နေရာကိုရောက်ရှိပြီးတော့ Conference League ဝင်ခွင့်ကိုရရှိလိမ့်မယ်လို့မျှော်လင့်ထားပါတယ်။ဘုံပေါင်းတဲ့ Crystal Palace ကတော့အဆင့်9နေရာက United ကိုကြားညက်ထားလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။စရာလေပိုင်းမှာတော့ Brighton ဟာ Nottingham Forest အထက်မှာရပ်တည်မှာဖြစ်ပြီး Forest ကတော့ပြီးခဲ့တဲ့ရာသီက Conference League ဝင်ခွင့်ရခဲ့တဲ့သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုပြန်လုပ်နိုင်မှာမဟုတ်ဘူးလို့မှန်းထားပါဗျ။ Brentford, Fulham နဲ့ Everton တို့ကနောက်မှအဆင့်လိုက်ရှိနေပြီးတော့ West Ham ကတော့အဆင့်16နဲ့စိတ်ပျက်စရာရသည့်ပိတ်သိမ်းမှဖြစ်ပါတယ်။ဒါဟာအစောပိုင်းတစ်နှစ်ကထက်အဆင့်2ဆင့်ပိုနေပါတယ်။နောက်ဆုံးအနေနဲ့ Wolves ကတော့ Championship Champion List ထက် Coleman အသာနဲ့တမ်းမစင်ပဲကြံ့ရင့်မဲ့အသင်းဖြစ်လာလိမ့်မယ်လို့မျှော်လင့်ထားပါတယ်။ဘန်လီကအဆင့်16နေရာအတွက်ခန့်မှန်းခံထားပြီးစန်ဒါလန်ကတော့29မှတ်နဲ့တန်းပြန်ဆင်းရလိမ့်မယ်လို့မျှော်မှန်းထားပါတယ်။ ဒါပေမဲ့အဲ့ဒီရမှတ်ကပြီးခဲ့တဲ့ရာသီကတန်းဆင်းခဲ့တဲ့အသင်းတွေထက်ပိုများပါတယ်ရှင်အင်္ဂလန်ရဲ့ထိပ်တန်းအမျိုးသမီးဘောလုံးလိဂ်ဟာ2026-2029ဘောလုံးရာသီအတွက်အသင်း12သင်းကနေ14သင်းအထိတိုးချဲ့ဖို့စီစဉ်နေပါတယ်။အမျိုးသမီးစူပါလိဂ်ကလပ်အသင်းတွေဟာဒီလိုပြောင်းလဲဖို့တင်းလာနေမှာမဲပေးခဲ့ကြတာပါ။ဒါပေမဲ့ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ Football Association ဘုတ်အဖွဲ့ရဲ့ခွင့်ပြုချက်လိုအပ်နေစေဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ထိပ်တန်းမြူးမီဘောလုံးလီယာ2026-29ဘောလုံးရာသီအတွက်အသင်းဆန်တဲ့သင်းကနေ14သင်းထိတိုးချဲ့ဖို့စီစဉ်ထားပါတယ်။အမျိုးသမီးစူပါလိကလပ်အသင်းတွေဟာဒီလိုပြောင်းလဲဖို့တနင်္လာနေ့မှာပဲမဲပေးခဲ့ကြပါတယ်။ဒါပေမဲ့ဘောလုံးဖွဲ့ချုပ်ဘုတ်ဖွဲ့ရဲ့ခွင့်ပြုချက်လိုအပ်နေဆဲဖြစ်ပါတယ်။2025 26ဘောလုံးရာသီအကုန်မှာအမျိုးသမီးစူပါလိဒုတိယတန်း WSL2 ကထိပ်ဆုံးအသင်းနှစ်သင်းကိုအလိုလျောက်တန်တက်ခွင့်ပေးမှဖြစ်ပြီး တတိယနေရာရတဲ့အသင်းကတော့ထိတ်တန်းလီမှာနောက်ဆုံးနေရာရတဲ့အသင်းနဲ့ playoff ကစားရမှာဖြစ်ပါတယ်။နောက်လာမယ့်ရာသီတွေမှာတော့အမျိုးသမီး Super League ကနေအလိုလျောက်တန်းဆင်းမဲ့နေရာတနေရာနဲ့အလိုလျောက်တန်းတက်လာမဲ့နေရာတနေရာရှိလာမှာပါ။ဒါ့အပြင် Super League ဇယားအောင်ဆုံးဒုတိယနေရာကအသင်းနဲ့ WSL 2ရဲ့ဒုတိယနေရာကအသင်းတို့ကြား playoff ကစားရဦးမှာလည်းဖြစ်ပါတယ်။ WSL 2 football ရဲ့အမှုဆောင်ရာရှိချုပ် Nigidu Sei ကတော့ တန်တက်တန်ဆင်း playoff စနစ်ကိုမိတ်ဆက်ပေးတာကအမျိုးသမီးဘောလုံးပြိုင်ပွဲအတွက်ထူးခြားမှုကိုဖန်တီးပေးပြီးတော့ပြည်သက်စိတ်ဝင်စားမှုများတဲ့ခက်ခဲပြီးအရေးပါတဲ့ပွဲကောင်းတစ်ပွဲကိုမိတ်ဆက်ပေးလိုက်တာပါလို့သူကပြောလာပါတယ်နမေကျော်ဘောလုံးမဂဇင်း French Football ကနောက်ထပ်စူပါဘလွန်တီအော်ဆုရှင်နဲ့ပတ်သက်ပြီးညှင်းခုံမှုတွေဖန်တီးလိုက်ပါတယ်။ လီယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရော်နယ်ဒိုတို့နှစ်ယောက်ထဲကဘယ်သူကတမိုင်းတလျှောက်အကြီးအကျယ်ဆုံးကစားသမားဖြစ်တယ်ဆိုတော့ထာဝရညင်ခုံမှုဟာစူပါဘလုံးတရော်စုချီးမြှင့်ခြင်းနဲ့အတူအဆုံးသတ်နိုင်ွယ်ရှိပါတယ်။နမဲကျော်ဘောလုံးမဂ္ဂဇိန်း France Football ကနောက်ထပ်ဘလုံးတရော်စုရှင်နဲ့ပတ်သက်ပြီးတော့ညင်ခုံမှုတွေကိုဖန်တီးလိုက်ပါတယ်။လီယိုနယ်မက်ဆီနဲ့ခရစ်စတီယာနိုရော်နယ်ဒိုတို့နှစ်ယောက်ထဲကဘယ်သူကတမိုင်းတလျှောက်အကြီးအကျယ်ဆုံးကစားသမားဖြစ်တယ်ဆိုတော့ထာဝရညင်ခုံမှုဟာ လွန်ဒီယော်စုချင်းမြင့်ခြင်းနဲ့အတူအဆုံးသတ်နိုင်ပွဲရှိပါတယ်။လွန်ခဲ့တဲ့1986ခုနှစ်မှာ France Football ကပေးအပ်ချင်းမြင့်တဲ့ Super Ballon d'Or ဆုကို Johan Cruyff နဲ့ Michael Platini တို့လိုကနဝင်ကစားသမားကြီးတွေကိုကြော်ဖြတ်က Alfredo Di Stefano တယောက်ပဲရရှိထားခဲ့ပူပါတယ်။အဲ့နောက်ပိုင်းမှာတော့ပေးခဲ့တဲ့ဆဲဆုနှစ်၄ခုအတွင်းအချိန်ဝအကြီးဆုံးဘောလုံးသမားကို Super Blondio ဆုပြန်ချီးမြှင့်တော်မှာဖြစ်ပါတယ်။အဲ့ဒီအချိန်ကဥရောပကစားသမားတွေသာပါဝင်နိုင်ခဲ့ပေမဲ့ အာဂျင်တီးနားနိုင်ငံဘူနိုအေရက်စ်မှာမွေးခဲ့တဲ့ဒီစတီဖာနိုဟာစပိန်နိုင်ငံသားခံယူမှုကြောင့်ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။စူပါဘလွန်ဒီယောဆုကိုဘယ်သူဆုတ်ခိုးသွားမလဲ။ဖြစ်နိုင်ခြေရှိတဲ့ဆုရှင်စီးရင်တွေမှာရိုဒရီဟာနန်ဒက်စ်၊ကာရင်ဘန်စီမာ၊လူကာမိုဒရစ်၊ကာကာ၊ဖာဘီယိုကန်နာဗာရို၊ဒါမှမဟုတ်ရော်နယ်ဒင်ဟိုရိုလိုဘလွန်ဒီယောဆုရှင်တွေပါဝင်နိုင်ပေမဲ့အဓိကပြိုင်ဘက်တွေကတော့ဘလွန်ဒီယောဆုကို၈ချိန်နဲ့၅ချိန်စီ အသီးသီးဆုတ်ခိုးထားတဲ့ ီယိုနယ်မက်ဆီနဲ့ခရစ္စတီယာနိုရော်နယ်ဒိုတို့ဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ France Football က1989မှာ Di Stefano ရခဲ့တဲ့စုအတွက်ဂုဏ်ပြုကြောင်းထုတ်ပြန်ခဲ့ပြီးဒီနေ့ကမှဒီစုကိုဘသူရထိုက်လဲဆိုတာကိုလူသိရှင်ကြားမေးခွန်းထုတ်ခဲ့ပါတယ်။ Babylon တီယော်စုနဲ့မှမတူတဲ့စုတစ်ခုဘသူမှမရဘူးသေးတဲ့စုကို1989မှာကစားသမားတယောက်ရရှိခဲ့ပါတယ်။အဲ့ဒါကတော့ Super Babylon တီယော်ပါ။ဒါပေမဲ့သူကဘသူလဲ တကယ်လို့ဒီကနေ့ခင်မှာပြန်ပေးမယ်ဆိုရင်ဘသူကရိုက်ထလဲလို့ France Football ကရှင်းသားခဲ့ပါတယ်။ဒီ post ကနေပြီးတော့ဒီစုကို Cristiano Ronaldo နဲ့ Lionel Messi တို့အထက်ကဘသူကရိုက်ထတယ်ဆိုတာနဲ့ပတ်သက်ပြီးအငင်းခုံမှတ်ချက်ပေါင်း2000ကျော်ကြေထခဲ့ပြီးတော့တခြားဘောလုံးသမားနာမည်တွေကိုအဆိုပြုရဲတဲ့သူကအနှဲငယ်ပဲရှိခဲ့ပါတယ်။ Super Blondie ရောဆူရှင်ကိုညံရီတူ Artificial Intelligence ကခန့်မှန်း Grok ညံရီတူကလည်းသူ့ရဲ့ဆုံးဖြတ်ချက်ကိုထုတ်ပြန်ပြီး ရန်ကုန်မြို့ကိုအဆုံးသတ်ဖို့စ조사ခဲ့ပေမဲ့ဒါကတော့ဆယ်စုနှစ်၄ခုအတွင်းအကောင်းဆုံးကစားသမားဘယ်သူဖြစ်မလဲဆိုတာနဲ့ပတ်သက်လို့ပိုလို့တော်အငင်းပွားစေခဲ့ပါတယ်။ဆယ်စုနှစ်တိုင်းရဲ့အကြီးအကျယ်ဆုံးဘောလုံးသမားတွေအတွက်ရှားပါးစုဖြစ်တဲ့ Super Blondio စုကတော့ဒီကနေ့ခေတ်မှာ Lionel Messi လက်ထက်ရောက်ရှိသွားနိုင်တယ်။သူရဲ့ Blondio 6ကျင်း2022ကဘာဖလာအောင်ပွဲနဲ့အထက်ကစုဖလာ45ခုကပြိုင်ဘက်တွေထက်အများကြီးတာလွန်နေတယ်။ ဂိုးပေါင်း900ကျော်နဲ့ချန်ပီယံလိဂ်ဖလား9ကြိမ်ရထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကတော့တိုင်ဘက်ကောင်းတယောက်ဖြစ်ပေမဲ့ကမ္ဘာဖလားမရရှိသေးတာကသူ့ကိုအားနည်းစေတယ်။နှစ်အောင်စလုံးကထူးချွန်မှုကိုအနက်တိတ်ပဲပြန်ဖွင့်ခဲ့ကြပြီးဆုံးဖြတ်ချက်ကတော့တဦးချင်းစုတစိတ်တွေနဲ့နိုင်ငံတကာဂုဏ်သိက္ခာကိုဦးစားပေးမလားဒါမှမဟုတ်ဂိုးသွင်းစွမ်းရည်တက်တက်ကိုပဲဦးစားပေးမလားဆိုတဲ့အပေါ်မူတည်ပါတယ်ပြည်သက်တည်းရဲ့ဝေဖန်သုံးသက်တွေကတော့ကွဲပြားနေစေဖြစ်ပြီးအတိအကျအပြည့်မရှိပါဘူးလို့ AI ကပြောပါရရှင် ်ဝင်းရိုနီကနောက်ရာသီမှာပြည်သက်တွေသူ့ကိုဘယ်နေရာမှာမြင်တွေ့ရမလဲဆိုတာထုတ်ပြောလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်ကဏ္ဍဝင်ကစားသမားဟာနွေရာသီမတိုင်ခင်သူ့ရဲ့မန်နေဂျာဘဝအနာဂတ်ကိုချက်ချင်းအတည်ပြုပေးခဲ့ပါတယ်ရိုနီကနှစ်တကူအကျိုးနေမှာပလိုင်းမောက်စ်ကနေထွက်ခွာပြီးကြတဲ့ကနီးပြခုံတန်းလျားကနေဝေးကွာနေကြတာပါဝိန်းရူနီကနောက်ရာသီမှာပြိတ္တတွေသူ့ကိုဘယ်နေရာမှာမြင်တွေ့ရမလဲဆိုတာထုတ်ပြောလိုက်ပါတယ် မန်ချက်စတာယူနိုက်တက်ကံတွင်ကစားသမားဟာနေရာသီမနိုင်ခင်သူ့ရဲ့မန်နေဂျာဘွားကအနာဂတ်ကိုချက်ချင်းတီးပြပေးခဲ့ပါတယ်ရူနီကနှစ်တခုကြုံနေမှာဘလိုင်းမောက်ကနေထွက်ခွာပြီးကလေးကနီးပြခုန်တန်းလျားကနေဝေးကွာနေခဲ့တာပါပြိုင်ပွဲစုံ25ပွဲမှာ9ပွဲသာနိုင်ရခဲ့လို့တာဝန်ယူခဲ့တဲ့ခွန်လာကြာမှာပဲအသက်39နှစ်အရွယ်ရှိတဲ့ဝိန်းရူနီဟာယာတုကနေထုတ်ပယ်ခံခဲ့ရပါတယ်ထောက်ကပြီးတဲ့နောက် Amazon Prime Video မှာဘောလုံးဝေဖန်သုံးသက်သူအဖြစ်ပြန်လည်လုတ်ကင်ခဲ့ပါတယ် ရူနီအနေနဲ့ချန်ပီယံလိရှုံးထွက်အဆင့်ပွဲစဉ်တွေရဲ့ထုတ်လွှင့်မှုအစီအစဉ်မှာပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ကမ်ဘရစ်ယူနိုက်တက်နဲ့ဘလက်ဘန်ပါဝင်ကလပ်သင်းတွေစီနီးပြဖြစ်ပြန်လာဖို့ဆက်ဆက်သတင်းတွေလည်းထွက်ပေါ်နေခဲ့တာပါ။တင်းရင်းကြီးကစော်ကာအိမ်မှာပါဝင်ခဲ့ပြီးနောက်ရူနီကသူ့ရဲ့နောက်ထပ်အလုပ်ကိုင်ပြောင်းလဲကိုရှင်းလင်းခဲ့ပါတယ်။ Talksport နဲ့ပြောဆိုရာမှာသူ့ရဲ့မန်နေဂျာဘွားနဲ့ဘလုံးသမားဝေဖန်သုံးသက်သူတာဝန်တွေအကြောင်းမေးမြန်းခံခဲ့ရပါတယ်။အခုလိုလိုတဲ့ TV လုတ်တွေလုတ်နေတာဆိုတော့အရှင်းကြီးပါ။ အဲ့ဒါပဲလုပ်နေတာပါလို့အင်္ဂလန်သင်းကောင်းဆောင်ဟောင်းကရှင်းပြခဲ့ပါတယ်ကျွန်တော်ပြောနေပါတယ်ဒီတော့အဲ့ဒီမှာပဲရှိနေမှာပါဒီနေ့ UNICEF ရမငွေပွဲပြီးရူနီကအုတ်ထွက်ဖို့ကွင်းမြခင်းပြင်မှာပြောဆိုခဲ့ပါတယ်ပွဲမတိုင်ခင်အင်္ဂလန်11အသင်းကိုနီးပြခဲ့တဲ့ရူနီဟာ Stafford and Prayther ရှေ့မှာအဖွင့်ကိုကိုတွင်းယူပြီးနှစ်တွေအကြာကြီးကလူကစားနိုင်သေးကြောင်းလည်းပြသခဲ့ပါတယ်အင်ရှင်တွေဟာ Wall 11အသင်းကို3ဂိုးဂိုးမရှိနဲ့4ဂိုးတကိုးတွေနဲ့ဥဆောင်နိုင်ခဲ့ပါတယ် ဒါပေမဲ့ရူနီရဲ့ United အသင်းပေါ်ဟောင်းကာလုတီဘက်ကလူစားဝင်လာပြီးပွဲကိုပြောင်းပြန်လှန်ပြေးခဲ့ပါတယ်။အာဂျင်တီးနားသားတီဘက်ဟာလေးကိုသွင်းယူပြီး Wall 11ကိုစိတ်လုံးရှားပွဲ၅ကို၄ကိုနဲ့အနိုင်ရအောင်ဥဆောင်ပေးခဲ့ပါတယ်။ပွဲရလဒ်ကိုပြန်လဲတုံးတက်ရရင်ရူနီကဒါကခက်ခဲတဲ့ပွဲဖြစ်လိမ့်မယ်ဆိုတာကျွန်တော်သိခဲ့ပါတယ်လို့ဝေခံခဲ့ပါတယ်။သူတို့အသင်းမှာတကယ်ကောင်းတဲ့ကစားသမားတွေရှိခဲ့ပါတယ်။ဒါပေမဲ့လာရောက်ကြည့်ရှုတဲ့လူတိုင်းတဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တယ်လို့ကျွန်တော်ထင်ပါတယ်။ ကံမကောင်းစွာနဲ့ကျွန်တော်တို့မနိုင်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီနေ့ဒီနေရာကိုရောက်နေရတဲ့အဓိကအကြောင်းရင်းကငွေရှာဖို့ပါပဲဒီဘွဲကယူနီဆက်အတွက်စုစုပေါင်းပေါင်15သန်းရန်ငွေရှာဖွေပေးနိုင်ခဲ့ပြီးယူနီဆက်ကတော့ဒီလူငွေတွေကိုကမ္ဘာတဝန်းကကလေးသူငယ်တွေကိုကူညီထောက်ပံ့ဖို့အသုံးပြုပေးသွားမှာဖြစ်ပါတယ်စန်ဒိုရီယာနဲ့ပွဲစဉ်မတိုင်ခင်အစာအစိတ်တင်မှုကြောင့်ဆလာနီတာနာအသင်းကစားသမားအများစုစေယုံတင်ခဲ့ရလို့ CRB ကလပ်ရဲ့အသက်ရှင်ရက်တည်ရေး တန်းဆင်းဆုံးတိုက်ပွဲဟာရှုပ်ထွေးမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အီတလီတတိယတန်းကိုတန်းမဆင်ရရေးရုန်းကန်နေရတဲ့ CDB ကလပ်အသင်းဟာကစားသမားတွေနဲ့နီးပြအဖွဲ့ဝင်တွေလေ့ကျင့်ဖို့ခွန်အားမရှိသေးတဲ့အတွက်တောက်ကြနေမှာကစားမဲ့ဆမ်ဒိုရီယာနဲ့ဒုတိယအကြိုကိုရွှေ့ဆိုင်ပေးဖို့တရားဝင်တောင်းဆိုခဲ့ပါတယ်။ ဆန်ဒိုရီယာနဲ့ပွဲစဉ်မတိုင်ခင်အစာစိတ်တင်မှုကြောင့်ဆလာနီတာနာအသင်းကစားသမားအများစုဈေးရုံတင်ခဲ့ရလို့ Serie B ကလပ်ရဲ့အသက်ရှင်ရပ်တည်ရေးတန်းစင်းဆောင်တိုက်ပွဲဟာရှုပ်ထွေးမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အီတလီတတိယရန်ကိုတမ်းမစင်းရရေးရုန်းကန်နေရတဲ့ Serie B ကလပ်အသင်းဟာကစားသမားတွေနဲ့အနည်းပြအဖို့ဝင်တွေလစ်ကျက်မှုခွန်အားမရှိသေးတဲ့အတွက်တောက်ကြာနေမှာကစားမဲ့ဆန်ဒိုရီယာနဲ့ဒုတိယအကြော့ကိုရွှေ့ဆိုင်ပေးဖို့တရားဝင်တောင်းဆိုထားပါတယ်။ ဒီပြဿနာဟာတနင်္ဂနွေနေ့ကဂျီနိုအာမာနှစ်ကိုကိုမရှိရှုံးနေခဲ့ပြီးတဲ့နောက်ဇယ်လာနိုကိုလေရင်နဲ့ပြန်လာစမှာဖြစ်ပွားခဲ့တာပါ။ကစားသမား22ယောက်နဲ့ဝန်ထမ်းတွေဟာဖျားနာခဲ့ကြပြီးအများစုကလေရင်ပေါ်ကနေဆင်းပြေးတာနဲ့စိတ်ယုံတင်ခဲ့ရပါတယ်။ကလပ်အသင်းအမှုဆောင်ချုပ်မော်ရီဇီယိုမီလန်ကရာသီရဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးမိနစ်တွေကိုဆာလာနီတာနာအသင်းက ချောင်းမွေအီဂျန်စွာချင်းကပ်နိုင်ရေးကိုအနေရဖြစ်စေနိုင်တဲ့အဖြစ်အပျက်တွေဇက်တိုက်ဖြစ်ပျက်ခဲ့လို့ကျွန်တော်တို့တကယ်ကို ထိတ်လန့်မိပါတယ်လို့ကြေညာချက်တစ်ခုမှပြောပါရယ်အစုလိုက်ဌာနမှကြောင့်တောင်ပိုင်းအီတလီကလပ်ဟာပြိုင်ဆိုင်မှုမကြေရတဲ့အခြေအနေမှာရောက်ရှိနေခဲ့ပြီးတော့သူတို့ရဲ့ဘောလုံးအနာဂတ်ကိုဆုံးဖြတ်နိုင်မဲ့ပွဲစဉ်အတွက်ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပါဘူးပြီးခဲ့တဲ့ရာသီ Serie A ကနေတန်းဆင်းခဲ့ရပြီးတဲ့နောက်ဆာလာနီတာနာအသင်းဟာ ပထမအကြော့ရှုံကျွေးကိုမချေပနိုင်ခဲ့ရင်အခုချိန်မှာတော့ဇက်တိုက်တန်းဆက်ရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ကစားသမားတွေနဲ့ဝန်တန်းတွေအများပြားဟာဒီအချိန်မှာလေ့ကျင့်ခန်းပြန်ဆောက်ဖို့အားကစားစင်ကိုတော့ရောက်ရှိနိုင်ခြင်းမရှိသေးဘူးလို့မီလန်ကထပ်လောင်းပြောကြားခဲ့ပါတယ်။ကလပ်အသင်းကစီးရီးဘီတာဝန်ရှိတွေနဲ့အလို့သဘောဆက်တွေ့ခဲ့ပြီးသူတို့ရဲ့ရွှေဆိုင်ရေးတောင်းဆိုမှုကိုစဉ်းစားပြီးပို့ရေဘူးရအဖြစ်ပွင့်လင်းမြင်သာမှုရရှိခဲ့တယ်လို့ဆိုပါတယ်။ ဆလာနီတာနာအသင်းဟာဒီလိုကျဲပြန်ပြီးတော့ဆိုးရွားတဲ့အဖြစ်ပြက်တွေရဲ့အကြောင်းရင်းတွေကိုစုံစမ်းစစ်ဆေးဖို့လဲတောင်းဆိုထားပါတယ်။တောက်ကြနေအတွက်ပြန်ကန်မဲ့ပွဲကိုသတ်မှတ်ထားပြီးတော့အသင်းကလည်းနှစ်ကိုအရှုံးပေးထားတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတဲ့အတွက်ကစားသမားတွေကိုပြန်လည်ကျမရေးနဲ့ပိုပြီးအချိန်ပေးတင်လို့ဆိုရဲဒိတ်အာနာပိုင်တွေရဲ့ဆုံးဖြတ်ချက်တွေအတွက်အချိန်တွေတရွေ့ရွေ့ကုန်ဆုံးနေပါရဲ့ရှင်။ရည်စီမားရဲ့ weekly spot အစီအစဉ်ကို တင်ဆက်ပေးကြတာဖြစ်ပါတယ်။ ောက်တစ်ပတ်မှာလည်းထူးခြားတဲ့အားကစားသတင်းတွေနဲ့အတူ ပြန်လည်ဆုံတွေ့ကြပါသေးတယ်။ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။